အလုံးမင်္ဂလာကျွန်တော် Chelsea 4 year နဲ့ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်တို့ Chelsea တက်စင်မှုရှာဖို့တော့ဖွင့်နေရပါတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်လုံးကလည်းကျွန်တော်ပြောခဲ့တယ်တက်စင်မှု၄ယောက်ရှိပါတော့ Ikitiki ဒီ front back တက်စင်မှု Ikitiki ရှိရဲ့အာဒီ Leicester တက်စင်မှုဒီ Benjamin Sako ရှိမယ်ပြီးတော့ Sporting Lisbon ရဲ့တက်စင်မှု Peter Yorkret ရှိမယ်ပြီးတော့ Iswet Town ရဲ့တက်စင်မှု Liam Dill ရှိမှာပေါ့ဒီ၄ယောက်ကျွန်တော်တို့ Chelsea ကနေပြီးတော့ line နေရဆိုပြီးတော့တင်တွေးရတယ်အဲတောက်လျှောက်သလိုတွေးရတယ်ပေါ့နော် အဲ့ဒီတည်းမှာမှာကျွန်တော်တို့ Liam Delap ကိုကျွန်တော်တို့ Chelsea ခွန်နိုင်ခဲ့ပြီးဒီ Ipswich Town ရဲ့စာချုပ်ပါရောဂျီပေါင်တန်း30နဲ့ပေါ့နော်ဆိုတော့ဟိုဒီကမ္ဘာလည်း London ကိုတော့ရောက်နေပြီအဲဒါပေမဲ့အသေးသေးအချက်လက်တွေတော့ဟောကျွန်တော်တို့မပြည့်ပြတ်သေးတဲ့အတွက်ကြောင့်မို့ဟောထပ်ပြီးတော့အဆွေးနွေးရအောင်မယ်လို့ဟိုပြောထားတယ်စာချုပ်ချုပ်ဖို့ကြောင်းမယ်ပေါ့နော်အာဒီအာဒါမဲ့ leadership နိုင်အတွင်းမှာကျွန်တော်တို့ ထုတ်ပြန်ဖို့ရှိရဲဆိုတော့ဒီကစားသမားရောက်လာခြင်းနဲ့အတူကျွန်တော်ချက်စီပါကောင်းကျိုးတွေရှိမလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဟိုအလိုရှိနေတာကတော့ဒီလိုတိုက်စစ်မှုမျိုးတော့မဟုတ်ဘူးပေါ့နော်အလိုရှိနေတာကဒီလိုတိုက်စစ်မှုမျိုးတော့မဟုတ်ဘူးဟောဒါပေမဲ့ဒီကစားသမားရောက်လာခြင်းတော့လည်းကျွန်တော်တို့တဆိုးချိုးဖြစ်မသွားဘူးပေါ့နော်ဒီလိုဟိုခေတ်ကြီးမှာဒီတိုက်စစ်မှုဒီလိုတိုက်စစ်မှုပေါင်တန်း30နဲ့ရရတယ်ဆိုတာကမဆိုးတဲ့အနေထားပေါ့နော်ပရီးမီယာလိဂ် အတွေ့အကြုံရှိပြီးသားကသာသမားတယောက်ဖြစ်တယ်။အဒီပူပန်း record မပြရသေးပေမဲ့လေဒီပြမလေးနဲ့တယောက်ညစ်ထွေစွာကစားနိုင်တဲ့အနေထားမျိုးရှိတယ်ပေါ့နော်။သူရဲ့ခနာပုဖွဲ့စည်းပုံကိုဒင်းဆွဲဤဒီ physical strength ဓာရီကကျွန်တော်တို့အသင်းမှာလိုအပ်နေတဲ့တသမမျိုးဖြစ်တယ်ပေါ့နော်။ဆိုဒီသမားရောက်လာခြင်းနဲ့အတူကျွန်တော်တို့ချက်စီပါကောင်းကျိုးတွေရှိမလဲပေါ့နော်။ပထမဆုံး တစ်ချက်ဆိုရင်တော့ဒီ nuclear ချက်စင် nuclear ချက်စင်ကိုကျွန်တော်တို့ပေသုံးနေရတာကနေရာတဲ့နေရာမှာကျွန်တော်တို့ဒီပြိုင်ဆိုင်မှုတစ်ခုအနေနဲ့ဒီ LNT ရောက်လာတဲ့အပေါ်မှာ nuclear ချက်စင်အရင်လိုဟိုကျွန်တော်ဖြုံးပြီးလို့မရတော့ဘူးအရင်လိုပေါ့ပေါ့ဆဆမလုပ်ရတော့ဘူးအရင်လိုကျွန်တော်တို့ဟိုဒေါသထွက်တာတွေကျွန်တော်တို့အရင်လိုအပြုမှုတွေအားဒါတွေဟိုအလုပ်လို့မရတော့ဘူးเนาะလုပ်ပြီဆိုတာနဲ့ကျွန်တော်တို့နေရာပျောက်ပြီပေါ့เนาะဆိုတော့ဒီလိုအခြေအနေပထမဆုံးအနေနဲ့ အာကျွန်တော်တို့တူရရရှိပြီပေါ့နော်ဒါကောင်းကျိုးပဲဘလို့နေချက်စင်နေနဲ့ဒီကမ္ဘာနဲ့ပြန်ရတော့မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ဒီကစားသမားကိုကျွန်တော်တို့အပိုင်းရှင်နေအပြင်ကျွန်တော်တို့ဒီနိဗ္ဗာန်အဆုံမစကားလဲဟိုကြိုက်တဲ့အနေထားမျိုးမှာချက်စင်နေနဲ့မလွယ်တဲ့အနေထားမျိုးဖြစ်သွားပြီပေါ့နော်ဆိုဆိုပေမဲ့ဒီဘယ်လိုပြောမလဲချက်စင်နေနဲ့တက်စင်မှုရှာဖို့တော့ကထပ်ပြီးတော့ဖွင့်နေတော့မယ်ဒီနောက်ထပ်တက်လာတဲ့တည်င်းနေမှာဆိုရင် ဒီ sporting lisbon ရဲ့ passive မှု peter yorkrat ကိုပါကျွန်တော်တို့ဟို scout လုပ်နေတယ်ဆိုပြီးတော့ဟိုပြောထားတယ်ဟိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုတကယ်လဲ chelsea ကဒီအဲတွေ့ကြုံရှိတဲ့ passive မှုတယောက်ကိုလိုက်နေရဆိုတော့ကျွန်တော်တို့ဟိုတည်င်းနေမှာမာတိရတယ်ဆိုတော့တကယ်လို့အဲ့နေရာကလည်းအတွေ့အကြုံရှိရတိုက်စစ်မှုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နောက်ကြဒီမှာကျွန်တော်တို့ချန်ပီယံလိဝင်ကွင်းခံရမယ့်အနေအထားမျိုးမှာဒီလက်ရှိဒီလီယန်ဒီလက်တို့ဒီ မက်ကီယူတို့ဒီဒဂလက်ချက်ဆင်တို့ဒီကာသမားတွေနဲ့လုံးဝအဆင်မပြေဘူးအန်ကူကတချို့ဘောထွက်ပြီပေါ့နော်ဆိုတော့ဟိုဒီလိုတွေ့ကြုံရှိရတိုက်စစ်မှုတယောက်ထက်ခော်ဖို့ရှိအောင်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်တို့ဒီမူရင်း topic ကိုပဲပြန်သွားအောင်ပေါ့နော် DNT လက်ရောက်လာခြင်းကတိုက်စစ်တိုက်စစ်အတွက်ကျွန်တော်တို့ဟိုပြဿနာမှုပို့ပြီးပြင်းထန်လာတဲ့အနေအထားမျိုးမှာဒီကာသမားကဒီ Premier League နဲ့အတွေ့အကြုံဟိုတားကြပြီးသားကာသမားဖြစ်တယ်ခနာကူဖွဲ့စည်းပုံအရာတိုက်စစ်မှုတယောက်ရဲ့ ပုံစံအဲ့ခန္ဓာကိုယ်ဖွဲ့စည်းဖွဲ့စည်းပုံပေါ့နော်တဆုံမတရားရဲ့ပုံစံမှာရှိတယ်ဒီသူ့ရဲ့အာတာချက်အဲဆိုရင်ဒီအသင်းပေါ်တွေနဲ့ link ကစားနိုင်တယ် link up play ကစားနိုင်တယ်ပြီးတော့ဘလုံးကိုဒီထိန်းထားတဲ့နေရာမှာလဲ nuclear chip center တော့အများကြီးတာတာကိုတွေ့ရတယ်ပြီးတော့ nuclear chip center တာတာတခုပါလဲဆိုတော့ finishing မဲ့ finishing shooting မှာ nuclear chip center အများကြီးတာတယ်ဒီကသမားရဲ့အာတာချက်နောက်တစ်ခုကပါလဲဆိုတော့ဟိုဘယ် ညာနှစ်ခုတလုံးမှဟိုခြေထောက်ကအာတန်နာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီ area ပေါက်ထဲမှာလည်း nuclear chain တက်ပို့ပြီးတော့ဟိုအလုံးလုံးတယ်ကျုံကျုံလို့ကိုသွင်းတက်တဲ့အနေထားမျိုးရှိရဲဆိုတော့ nuclear chain ကအာဒီ striker စစ်စစ်မဟုတ်တဲ့အပေါ်မှာဒီတောင်မှန်မှာထွက်ပြီးကစားရင်တော့ပို့ပြီးတော့ဟိုခြေစမ်းပြလေးရှိရဲဆိုပေမဲ့ဒီ lien တလက်ကလည်းမလုံနိုင်ဘူးလို့ဆိုတော့ဒီကစားသမားကဒီဟိုအပတ်တမတော့ကကျွန်တော်တို့ ိုလူကာကူကစားသလိုမျိုးပေါ့နော်ဒီလိုတောင်းမှမထွက်ပြီးတော့လည်းကစားတဲ့တဲ့ပုံစံမျိုးကိုတွေ့ရတယ်အကန့် inside ပြန်ပြီးတော့ဝင်တယ်ကန်တယ်ဒါမှမဟုတ်တောင်းမှထွက်ကစားပြီးတော့ဒီအတွင်းထဲကကျွန်တော်နောက်ကလိုက်လာတဲ့ကစားသမားကစားသမားတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကစားတတ်တယ်ပေါ့နော်ဆိုတော့ issue တောင်းမှလည်းဒါကိုသူတက်တက်ပြခဲ့ပြီးသားဖြစ်တယ်ဆိုတော့ Premier League နဲ့တော့လုံးဝအသားကျပြီးသားဖြစ်ပေမဲ့ဒီ Champions League လို့အစစ်အမ်းမျိုးမှာအရှင်မြိုင်ဖို့ဆိုရင်တော့ အာဒီလီယန်ဒီလက်နေနဲ့ပို့ပြီးတော့အုံနောက်သုံးတင်တယ်ပေါ့နော်ဒါကျွန်တော်သူ့ရဲ့ကစားပုံကိုလေ့လာကြည့်တဲ့အခါမှာသူကဒီ area ပေါက်ထိတ်ကကန်နာမျိုးတွေတိတ်ပြီးမတိကျတဲ့ clear မဖြစ်တဲ့ဒီကန်ချက်တွေအဲရွေချက်မရှိဘဲနဲ့ကန်လိုက်တဲ့အလုံးတွေဒါမျိုးတွေလည်းအများကြီးတွေ့ရတယ်ဆိုတော့ဒါတွေကိုတော့အုံနောက်သုံးပြီးတော့ကျွန်တော်တို့ကစားရမယ့်အနေအထားမျိုးရှင်မြန်ရမယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအန်ဆိုမာရက်စကာနေနဲ့ဒီ လီယန်ဒီလက်ကိုဘလောက်ထိမြင့်တင်နိုင်လဲဆိုတာကတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်နောက်နေ့ချန်ပီယံလိပြိုင်ပွဲမျိုးမှာကျွန်တော်လီယန်ဒီလက်နဲ့တော့မလုံလောက်တာကျွန်တော်ချက်စီဖန်နေတိုင်းသိရပါတော့လီယန်ဒီလက်အပြင်တခြားတက်စစ်မှုတယောက်ထပ်ပြီးတော့ဟိုခေါ်တဲ့နဲ့ပေါ့နော်ခေါ်တဲ့နဲ့ဆိုတော့ခေါ်လိုက်လို့ရင်တော့ကျွန်တော်တို့ချက်စီမှာဒီမက်ကီယူဟာအငှားထွက်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိရပေါ့နော်ဆိုတော့ ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကျွန်တော်ကြောက်တဲ့အမြင်ကပါကျွန်တော်နီယန်တက်ကိုဒီလက်ကိုစိုးရတဲ့လဲကြိုက်တယ်သဘောကျတယ်ပရီးမီးယားလိမ်မှာလည်းအသားကျပြီးကြကစားသမားဖြစ်တယ်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေဒီကိုပါမာတို့ဒီလာဘီယာတို့တိုဆင်တို့ဒီကစားသမားတွေကျွန်တော်မစီးရီးယားအကယ်ဒမီထွက်တယ်ပေါ့နော်ဒီတော့ဒီကစားသမားတွေရှိရပေါ့သူ့အနေနဲ့အများများအသားကျနိုင်မယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ဒီ group အမြင်ကိုဘယ်လိုမြင်လဲပေါ့နော်ဒီလီယန်ဒီလက်နဲ့ပတ်သက်ပြီးတော့ပြောသွားချင်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်